ျွန်တော်ကအခုချိန်ဒီအပြည်သူပဲအဲ့တော့ကျွန်တော်တို့ဒီအခုလက်ရှိဖြစ်နေတဲ့အခြေအနေကိုကျွန်တော်ဂျင်းနေလားဆိုတော့ကျွန်တော်မဂျင်းနေဘူးအဲ့တော့အဲကျွန်တော်တွန်းကျင်နေတွန်းကျင်တာဘာလို့တွန်းကျင်လဲဆိုတော့ငါတို့မြန်မာလူမျိုးမြန်မာငါတို့နိုင်ငံသားတိုင်းကဒီအခြေအနေနဲ့မထိုက်တန်ဘူးဒီချက်ပို့ပြီးတော့အဆင်ပြေပြီးနေတဲ့နဲ့အဲကျွန်တော်အခုလို့ဆိုပို့ပြီးတော့တေချာတော့တာနေရီရွာတွေကိုဆင်းတဲ့အချိန်မှာအာလုံးဝစားကြမရှိတာကလေးကို노တိုက်စီရမရှိတာဒါမျိုးပေါ့နော်အ အရန်ကြက်တဲနေတဲ့သူတွေကျွန်တော်တို့တွေ့တယ်တွေ့တော့ကျွန်တော်တို့ဒါဒီရှေ့မှာဥဆောင်တဲ့သူတွေကဒါတွန်းมาပဲရွေးတော့မယ်ငါတို့ကိုယ်တိုင်မှမတွန်းလို့ရှိရင်ဒီတိုင်းပဲဆက်ဖြစ်နေနိုင်နေဆိုတာကိုလည်းတွေးမိတယ်အဲကိုယ်တိုင်လည်းယုံကြည်ချက်ရှိတယ်ငါပို့ပြီးတော့ကောင်းအောင်တော့လုပ်နိုင်နေဆိုရဲခံစားချက်လည်းရှိပါတယ်အဲ့တော့အဲ့ဒါတော်တော်ကြောင့်မလို့โอเคကျွန်တော်ကိုယ်စားလေတော့ဝင်ပြိုင်မယ်ရခဲ့ရင်လည်းတွန်းမယ်ပေါ့နော်ပြီးတော့ဘာလို့လဲဆိုရခဲ့မှတွန်းလို့ရမှာကျွန်တော်အပြင်မှာတော့လူမှုရေးအနေနဲ့လုပ်လို့ရပါမယ်လှတ်တော့ကိုယ်စားလေတယောက်ရဲ့ အတန်အဲလွတ်တော်ကိုယ်စားလှယ်တယောက်ရဲ့ပါဝါကအများကြီးကြီးတယ်တာသွားတယ်အဲ့တော့တကယ်လုံးတဲ့လူတယောက်ကဝင်တွန်းလိုက်ရင်အများကြီးအရွေးဖြစ်သွားမယ်လေကျွန်တော်သိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဝင်ပြိုင်တာပါအားလုံးပဲမင်္ဂလာပါ Smart Media ရဲ့ရွေးကောက်ပွဲဝင်သူတွေရဲ့အတန်အစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကတော့အကြမ်းတင်မှာကျင်းပတော့မယ့်အထူးရွေးကောက်ပွဲကြီးမှာဝင်ရောက်ရှင်ပြန်ရမယ့်ကိုယ်စားလှယ်လောင်းနေရဲ့အတန်တွေကိုပေါ်ထုတ်ပေးဖို့အတွက်စီစဉ်တင်ဆက်တာပဲဖြစ်ပါတယ်ဒီစီစဉ်မှာပါဝင်မှုအတွက်ဦးစာနီတင်ဝေခေါ် ဦးကောင်းမင်းခန့်ကိုကျွန်တော်ဖိတ်ခေါ်ထားပါတယ်တော့ဆရာဆရာရဲ့ဒီပါတီရဲ့ဝင်ပြိုင်မဲ့လွှတ်တော်အနေထားရဲ့နောက်မဲဆန္ဒနဲ့ဒါလေးရှင်းပြပေးပါဦးခင်ဗျဟုတ်ကဲ့ပါမင်္ဂလာပါခင်ဗျကျွန်တော်ကတော့ဦးဇာနီတင်ဝင်ခေါ်ကောင်းမင်ခန့်ဖြစ်ပါတယ်အဲပြည်သူ့တုံးလုံးပါတီပြည်သူ့ရှေ့တောင်ပါတီကနေပြီးတော့တန်လင်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ဝင်ရောက်ရှင်းပြနေမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့ ကျွန်တော်တို့ဒီချိန်မှာတော့သိတဲ့အတိုင်းပဲပေါ့လေဒီနိုင်ငံတစ်ခုရဲ့ democratization ပေါ့ democracy လမ်းကြောင်းပေါ်သွားတဲ့အခါမှာရွေးကောက်ပွဲစီကျွန်တော်တို့ကမဖြစ်မနေဖြတ်သန်းရတဲ့လမ်းကြောင်းဖြစ်တယ်အဲ့တော့ရွေးကောက်ပွဲဖြတ်သန်းမှုတွေကျွန်တော်တို့ကမဲဆန္ဒရှင်ပြည်သူလူထုရဲ့အမဲပေးမှုကလည်းလိုအပ်တာ哦အဲ့တော့ဆရာဝင်ရောက်ကိုယ်စားလှယ်လောင်းတယောက်အနေနဲ့ပေါ့လေဝင်ရောက်ရှင်ပြိုင်တဲ့အခါမှာမဲဆန္ဒရှင်ပြည်သူလူထုအတွက်ဆရာပေးခြင်းတဲ့သတင်းစကားလေးကဘာများဖြစ်မလဲခင်ဗျဟုတ်ကဲ့ပါခင်ဗျ အဲကျွန်တော်ကဒီခုတန်လင်းမှာဝင်ရောက်ရှင်ပြိုင်ပွဲဖြစ်တယ်ကျွန်တော်ကတကယ်တော့ပြည်သူကတည်းကပြည်သူတယောက်ပဲပေါ့နော်ကျွန်တော်လည်းပြည်သူတူပဲဒါပေမဲ့ကျွန်တော်တို့အရွေးတစ်ခုကိုကျွန်တော်တွန်းကျင်တယ်ပြီးတော့ဟိုပြည်သုံးလုံးပါတီကိုလည်းအများအသိတာပေါ့နော်ဒီကျွန်တော်နိုင်ငံရေးသမားတွေထက်ဒီစီးပွားရေးလုပ်ငန်းရှင်တွေပညာရှင်တွေပုံများတဲ့ဆိုပြီးတော့တည်ထားတယ်ကျွန်တော်တို့ကလည်းစီးပွားရေးအရာပြည်သူအားလုံးပေါ့နော်ကျွန်တော်တို့ပါဝင်ပြည်သူအားလုံးစီးပွားရေးအရွေးတစ်ခုဖြစ်လာအောင်ဟိုလမ်းကြောင်းတစ်ခုပေါ်ရောက်လာအောင် ပြီးတော့လူလူရဲ့စာဝတ်နေအစီအပြေအောင်အကူအညီတွန်းပေးခြင်းနဲ့စိတ်နဲ့ကျွန်တော်ဝင်လာပါဟိုပြည်သူတယောက်အနေနဲ့ဝင်ပြီးတွန်းလာတာလည်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အာဒါရှင်းနေမှုတွေတော့ကျေးဇူးတင်ပါတယ်အဲ့တော့ဆရာကူမှာတော့ပြောရတာပေါ့နော်ဆရာတို့ပါတီအနေနဲ့ကတော့စီးပွားရေးသမားနဲ့ဘိုင်ပုံများတယ်ပေါ့နော်အဲ့တော့အကယ်၍မြောက်ပါလေဆရာတို့ဒီရွက်ကောက်ပွဲပြီးသွားလို့တော်တော်လေးရောက်သွားပြီကိုလည်းဥပဒေတွေတင်ရတော့မယ်နောက်ဦးဆောင်ကော်မတီတွေမှာလည်းပါဝင်ဆောင်ရွက်ရတော့မယ်ဆိုတဲ့အချိန်မျိုးမှာဘလို့ဥပဒေတွေတင်မလဲအဘာတွေလုပ်ဖို့စိတ်ကူးထားလဲပေါ့အဲ့ဒါလေးသိပြရစေ အဲကျွန်တော်တို့ပါတီအနေနဲ့တော့အခုဟိုရွေးကောက်ပွဲကြေညာဆောင်ရွက်လင်းထောက်ထားတာရှိပါတယ်။နောက်ရက်တရစီမံကိန်းပေါ့နော်။ဒါမျိုးတွေမှာဆိုရင်အဓိကတော့အဲအခြေခံလောက်ကလစာတွေပေါ့နော်။အခြေခံလောက်ကလစာတွေကိုကျွန်တော်တို့တွန်းပြပေးဖို့လိုနေတယ်။နံပါတ်၁ချက်နောက်ကျွန်တော်တို့ကုန်စည်နှုန်းကျဆင်းရေးပေါ့နော်။ကုန်စည်နှုန်းကအခုအရန်အဲတချို့အခြေခံလူဝင်စားတွေအတွက်ဘယ်လိုမှမတက်နိုင်တော့ဘူးအဲ့တော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကလောကလဆယ်လေးတူမြင်ပြမယ်တစ်ဖက်မှာအခြေခံကုန်စည်နှုန်းကျဆင်းရေးတွေကိုကျွန်တော်တို့ဘာတွေကူပေးနိုင်မလဲအမှန်ကုန်စည်စည်းစုံမှုမှာရောဘယ်လိုအခက်အခဲတွေရှိနေလဲအခွန်အနေမှာကျွန်တော်တို့ဘယ်လို ဟို short ပေါ့အောင်လုပ်ပေးနိုင်မလဲဒါမျိုးလေးတွေကိုကျွန်တော်ဦးစားပေးလုပ်ပေးပါမယ်ခင်ဗျပြီးတော့ရွှေပြောင်းလုတာတွေပေါ့နော်အခုဆိုရင်ရွှေပြောင်းလုတာတော်တော်များနေတယ်အဲ့ဒီရွှေပြောင်းလုတာနဲ့ပတ်သက်တဲ့အခါမှာတရားဝင်လည်းဖြစ်လာအောင်ဟိုပြီးပတ်မှာခိုးကြောင်ခိုးဝယ်နေရတာမျိုးမဟုတ်တော့အောင်ပေါ့ဒါမျိုးလေးတွေကိုကျွန်တော်ပို့ပြီးဦးစားပေးပြီးလုပ်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့စီးပွားရေးနဲ့ပတ်သက်လို့ပို့ပြီးတော့ဟိုအလေးထားတာပေါ့နော်ဆရာတို့နေနဲ့အဲ့တော့ဒါဆိုရင်တော့ကျွန်တော်တို့ဒီတချို့အပိုင်းတွေမှာကျွန်တော်တို့တွေးကြတဲ့အခါမှာတော့ဒီနေမီမတည်ငြိမ်လို့မအေးချမ်းလို့ပေါ့နော်ဒီခုန ပြည်သူလူထုရဲ့ဘဝဆင်းရဲကြတဲ့တာတွေစီးပွားရေးကြဆင်းတာတွေဖြစ်လာတယ်လို့သုံးသပ်တဲ့သုံးသပ်ချက်တွေလည်းရှိပါတယ်အဲ့တော့ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ရောပေါ့ဒီပြည်သုံးလုံးပါတီအနေနဲ့ကောဘယ်လိုတွေအမြင်သဘောထားရှိလဲပေါ့အဲ့ဒါလေးသိကြအဲကျွန်တော်တို့ဟိုပါပေါ့နော်ဆောင်းပုံးမှာကိုပါပါတယ်ခင်ဗျလူထုဘဝအဓိကငြိမ်းချမ်းနှုံကြုံစွာကြီးပွားကြပေါ့ငြိမ်းချမ်းမှုရှိမှကျွန်တော်တို့က တိုးတက်အောင်ကြီးပွားအောင်လုပ်လို့ရမယ်။မငင်းငန်းတဲ့နေမြေမှာတော့ကျွန်တော်တို့ဟိုစီးပွားရေးရဖွံ့ဖြိုးတိုးတက်အောင်လည်းကျွန်တော်လုပ်လို့မရဘူး။အဲ့တော့ငင်းငန်းရေးအရေးကြီးလားဆိုအရေးကြီးပါတယ်။နံပါတ်၁လုပ်ပေးရမယ့်ပိုင်းတွေမှာစီးပွားရေးနဲ့ဆက်နွယ်နေရတဲ့ငင်းငန်းရေးဖြစ်တဲ့ကြောင့်ငင်းငန်းရေးကိုကျွန်တော်ဟိုရွေးကောက်ပွဲအပြီးမှာတော့အရွေးတစ်ခုဖြစ်လာမယ်လို့လည်းထင်တယ်။ငင်းငန်းအောင်လည်းတကယ်လုံးဝရပါတော့မဟုတ်ရင်ဒီတိုင်းဆိုရင်ကြာလိုက်ပြည်သူတွေလည်းကြက်တဲလာပြီ။ဒီငင်းငန်းမှုမရှိတဲ့ဘဝကိုလည်းမကြိုက်ကြတော့ဘူးလို့ကျွန်တော်ထင်ပါတယ်။ဟုတ်။အဲ့တော့ဆရာအနေနဲ့ပေါ့လေဒီအထွေထွေရွေးကောက်ပွဲပြီးသွားတဲ့အချိန်အရွေးတစ်ခုပေါ်ဆောင်တဲ့အချိန်မှာ ငင်းငင်းရင်းနဲ့စီပွားရေးဒါမှမဟုတ်လုံခြုံရင်းနဲ့စီပွားရေးပေါ့အဲ့လိုမျိုးသွားမယ်ဆိုရင်တော့ဘယ်လိုသွားသင့်တယ်လို့ထင်လဲဆရာရဲ့အမြင်အဲဟုတ်ကဲ့ကျွန်တော်အမြင်ကတော့အခုဟိုအားလုံးကတော့အရွေးတစ်ခုပြန်ဝင်တွန်းကြရတယ်အငင်းငင်းရေးအတွက်ကကျွန်တော်တို့ကဟိုဟိုပေါ့နော်သူ့မှာလည်းသူ့ဘက်ကကြည့်သူ့အမှန်ရှိတယ်ကျွန်တော်တို့ဘက်ကနေကြည့်ကျွန်တော်တို့အမှန်ရှိတယ်ဒါပေမဲ့နှစ်ယောက်ကြားထဲမှာဘုံသဘောတူညီချက်လေးတစ်ခုကိုပေါ်ဆောင်မှရမယ်ကိုပဲမှန်နေဆိုတာကြီးကိုကန်ဆယ်ထားရင်တော့ငင်းငင်းရေးကမရနိုင်ဘူး အဲ့တော့အခုအခုလည်းရှိပါတယ်ကျွန်တော်တို့ဒီငင်းငယ်အတွက်ကိုဟိုဘနနစ်ပြခန်းသားတို့ဘာလို့လုံနေရလေးရှိတယ်တိုင်းသားတွေဘက်မှာလည်းခန်းသားချက်တွေရှိတာကျွန်တော်နားလည်ရမယ်ပြီးတော့အခုဆိုရင်ကျွန်တော်ပုံမှန်26တိလိုမျိုးတက်ဆိုင်ရဒီဝင်ကြီးတွေပြည်နယ်ဝင်ကြီးချုပ်တွေကိုတက်ဆိုင်ရဟိုလူမျိုးကိုပဲခန်းအပေးဖို့ဒါမျိုးလေးတွေကကျွန်တော်လုပ်လဲလုပ်တင်တယ်အဲသူ့လူမျိုးကသာသူ့ရဲ့ခေါင်းဆောင်အနေနဲ့အုပ်ချုပ်ပြီးတော့သူတို့အတွက်အကျိုးပေါ်ဆောင်တာလည်းဖြစ်တင်တယ်အဲ့တော့ဒီငင်းငယ်အပိုင်းမှာတော့ကျွန်တော်တက်နိုင်သမျှဟ ဝင်တွန်းပါမယ်ဟိုကျွန်တော်ကတော့အဓိကတိုင်းဒေသကြီးကိုယ်စားလှယ်ဖြစ်နေတယ်ဒါကတော့ပါတီရဲ့သဘောထားကိုပြပြတာပါတိုင်းဒေသကြီးကိုယ်စားလှယ်အနေနဲ့ကတော့ဒီညဉ့်ဉန်းကြီးကိုအဲဒီလွတ်တော်တွေမှာပြောတဲ့အပိုင်းတွေမှာတော့ကျွန်တော်တို့ပါဝင်နိုင်မှုမရှိဘူးသို့တော့ကျွန်တော်တို့ပါတီရဲ့ကိုယ်စားလှယ်တွေကဝင်ရောက်တွန်းပါလိမ့်မယ်ခင်ဗျပြီးတော့ညဉ့်ဉန်းကြီးကအရေးကြီးကြောင်းရေခုနကျွန်တော်တို့ပါတီရဲ့အမြင်ဆိုတော့နှစ်ဖက်လုံးမှာအမှန်တရားရှိတဲ့အတွက်ကြောင့်ညှိယူပေးမှတော့ရလိမ့်မယ်ဟိုကိုယ့်တစ်ဖက်တည်းကနေပဲလူချင်းတဲ့ဟာကို ကြိုက်ဆွဲထားရင်တော့ဟိုငင်းငန်းကြီးကတိတ်မနှိစက်နိုင်ဘူးပေါ့နော်ပြီးတော့ငင်းငန်းမှုလည်းတကယ်လိုအပ်နေပါပြီတိုင်းတိုင်းသားဒေတာတွေမှာရောဒီနေဆက်ဒေတာတွေမှာရောပြီးတော့ကျွန်တော်ကြီးရွာတွေမှာဆိုလဲလူတို့မှာတော်တော်လေးကိုအဆင်မပြေဖြစ်နေရလဲကျွန်တော်တွေ့ရတယ်အဲ့တော့နံပါတ်1ငင်းငန်းကြီးလုတ်ကိုလောက်ရမယ်ကျွန်တော်တက်ဆိုင်ရပြည်သူလွတ်တော်တို့မြို့သားလွတ်တော်တို့ကိုယ်စားလှယ်တွေကဒါလေးကိုဖော်ဆောင်အောင်ပါမယ်ကျွန်တော်တိုင်းဒေတာကြီးကိုယ်စားလှယ်အနေနဲ့ကတော့ဒီရန်ကုန်တိုင်းတွင်မှာရှိရဲခုဟိုမငင်းငန်းတာတွေဟိုမလုံခြုံတာတွေဥပမာပြဥပဒေစုံမှုမရှိရတယ်ဒါလေးကတော့ကျွန်တော်ဝင်ပြီးကိုကူလုတ်ပြီးလို့ရပါတယ်ခင်ဗျဟုတ်ကဲ့ အဲ့ဒီဖြည့်ထွက်လဲကျေးဇူးတင်ပါတယ်အဲ့တော့နောက်တစ်ခုကျွန်တော်မေးစရာဖြည့်တာတော့ဗောလေဘယ်လိုပဲပြောပြောဒီဒီပိုလစီလမ်းကြောင်းပေါ်ရှောင်းလန်းတဲ့အခါမှာရွေးကောက်ပွဲကမဖြစ်မနေဖြတ်သန်းရမယ်ဆိုတာကျွန်တော်တို့ဒါအတော်များများလက်ခံထားကြတယ်တည်ထားကြတယ်ဗောဒါပေမဲ့ဟိုကန်ဆိုးဆောင်နေပဲဗောလေကျွန်တော်တို့ရဲ့ဒီစန့်ကျင်မဲ့အင်အားစုတွေကောဒီမြန်မာနိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်းမှာတိတ်အနှောက်ယှက်ပေးနေတဲ့အင်အားစုတွေရောဗောရွေးကောက်ပွဲမလိုအပ်ဘူး ဒါမဲမပေးဘူးဆိုတော့အတန်လေးလည်းမျိုးစုံထွက်လာတယ်ပေါ့နော်ဘသူရဲလို့တော့ကျွန်တော်မပြောလို့ဒါမဲ့အဲ့လိုနေနဲ့ပတ်သက်ပြီးတော့ကဆရာရဲ့အမြင်သဘောထားဘယ်လိုရှိပါလဲကျွန်တော်အမြင်ကတော့ကျွန်တော်ဟိုဥမာပေးလေးရှိပါတယ်အဲအင်ဒိအိမ်မှာကျွန်တော်တို့ကလူ9ယောက်လောက်နေတယ်ခေါင်းမိုးကိုအပြာမိုးမလားအစိမ်းမိုးမလားဆုံးဖြတ်တဲ့အချိန်မှာမပါဘူးငါတို့ဘေးထွက်နေမယ်ဆိုတော့တေချာခေါင်းမိုးကတော့မိုးသွားမှာပဲအဲပြီးတော့မှငါဒီကြောင်ကြီးမကြိုက်ဘူးဆိုပြီးတော့နောက်ကျမှတော့ပြောလို့မရဘူးအဲ့တော့ခုလိုအချိန်မှာဒါကိုယ့်ရဲ့ right ပါကျွန်တော်လည်းပြည်သူပါပဲအဲ့တော့ပြည်သူတယောက်ရဲ့ right က ိုလိုချင်တဲ့အရာကိုကိုမရွေးချယ်ခွင့်ရှိနေတဲ့ကာလလေးဖြစ်တယ်။ဒါကြီးကိုငင်းဆန်လိုက်ရင်ကိုမလိုချင်တဲ့အရာကိုကိုမလိုချင်တဲ့သူအုပ်ချုပ်တာကိုနောက်ထပ်၅နှစ်တောင်လုံးဆက်ပြီးတော့ခံရမယ်ပေါ့နော်။အဲ့တော့နိုင်ငံရေး change တစ်ခုမှအပြောင်းလဲပြင်းထန်ပြောင်းလဲပြီး strike လုပ်ပြီးတော့ရှိတယ်။နောက်တစ်ခါ soft power နဲ့ပြောင်းလာရှိတယ်။ကျွန်တော်ကတော့ soft power နဲ့ဖြည်းဖြည်းချင်းကိုလိုချင်တဲ့ဟိုဤမှတ်ချက်ပြည်သူတွေရဲ့လိုအပ်ချက်ဒါလေးတွေကို soft power နည်းနဲ့ပဲတွန်းတိုက်သွားတာမှန်တယ်လို့ထင်ပါတယ်။အဲ့တော့မင်းမပေးလိုက်ရင်တော့ခုနကကျွန်တော်ထပ်ပြောချင်တာက ကိုမလိုချင်တဲ့သူတွေကိုမပေးချင်တဲ့သူတွေအုပ်ချုပ်တော့နောက်ထပ်၅နှစ်ခံရမယ်ပြီးတော့အခြေအနေအပြောင်းလဲတစ်ခုတိုးတက်ဖို့ဆိုတာကိုကိုရန်ကစပြီးတော့အဲတွန်းပြီးမှဝင်ပါပြီးမှအနည်းဆုံးမဲလောက်လေးတော့ထွက်ပေးပေးပါလို့ကျွန်တော်မြေတားရဲခံပါတယ်ပြီးတော့ရွေးပါကျွန်တော်တို့မှမဟုတ်ဘူးကိုယ်တည်းလေလောင်းနေတဲ့ဟာလူရောပါတီရောမူရောကြည့်ပြီးတော့တကယ်လုတ်ပေးနိုင်မဲ့သူတကယ်လေအဲဟိုအချိန်အချိန်မီလေးဝင်ပါတာမဟုတ်ဘဲနဲ့တွန်းတွန်းတိုက်တိုက်လုတ်ပေးနေတဲ့ကိုယ်စလေတွေလွတ်တော်တွေရောက်ဖို့လိုပါတယ် ဟိုအရင်လည်းပြောခဲ့ပူတာရှိပါအိမ်ငိုက်ပြီးပြန်တဲ့ကိုယ်စားလှယ်ကြီးထက်တကယ်အရေးတွန်းမိတဲ့ကိုယ်စားလှယ်ကြီးတော့မဲပေးကြပါလို့တော့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့မေကုံကိုဖြေသွားတာအတွက်လည်းကျွန်တော်ကျေးဇူးတင်ပါတယ်အဲ့တော့ဒီမှာတော့ဆက်ဆက်မေကုံလေးပေါ်လာတာပေါ့နော်အခုဘယ်လိုပဲပြောပြောအိမ်ငိုက်မနေတဲ့ကိုယ်စားလှယ်ကြီးဆိုတော့တကယ်ဒီပေါ့ဒီမိုကရက်တိုက်ဇေးရှင်းလမ်းကြောင်းမှာအရေးတစ်ခုပေါ်သွားဖို့အတွက် ဒီလွှတ်တော်ကိုယ်စားလှယ်လောင်းတယောက်ဘလို့ရည်ချင်းနေနဲ့ပြည့်စုံတင်တယ်လဲဘာတွေဖြည့်ဆည်းတင်တယ်လဲပေါ့အဲ့ဒါကိုဆရာရဲ့အမြင်လေးသိချင်ပါတယ်အဲကျွန်တော်တို့ကလွတ်တော်ကိုယ်စားလှယ်လောင်းတယောက်ကပုံမှန်ပေါ့နော်ကျွန်တော်ဒီရွေးကောက်ပွဲနီးမှာဒီလူလူတဲ့ဆင်းတာလောကလောက်လို့မရဘူးဥပမာပြင်ဂျပန်တို့ဘာလို့မှလည်းရှိတယ်အဲသူကအနည်းဆုံးတပတ်မှာ၄ရက်ကသူ့ရဲ့ရဲရွာထဲမှာသူရုံးကိုထိုင်ပြီးတော့ မိမိကွင်းစင်ရတယ်အတန်အောင်နားထောင်ရတယ်ပြီးတော့မှဒီကျွန်တော်တို့ကလွတ်တော်ကိုယ်စားလှယ်ဆိုတာအုပ်ချုပ်ရေးပိုင်းမှာတော့ဟိုထဲထဲဝင်ကြီးမပါနိုင်ဘူးဒါပေမဲ့ဥပဒေပြုရေးနဲ့ဒီအချင်းပြန်အပြန်လဲထိန်းချုပ်ခြင်းပေါ့ဒီပိုင်းဒီမှာပါနေတဲ့အတွက်ကြောင့်လူလူနဲ့ထိတွေ့မယ်အဲပြီးရင်တလတန်ဒီအဲတခါဟိုဒီတက်ဆိုင်ရထွေအုပ်တို့စီပင်းတို့ဒါိုင်းနဲ့ အစီဝေးလေးလုပ်တင်နေပြီးတော့ပြုပြင်တဲ့အရာတွေပေါ့ကျွန်တော်တိုင်းနေသားကြီးတရားအနေနဲ့ပဲပြောပြတာပါကိုယ့်ရဲ့အတိုင်းမှာဘယ်နေရာလေးကြီးတော့ဘာတွေလုပ်တင်နေဘယ်နေရာလေးမှာတော့လူလူကဘာလို့အခက်အခဲရှိနေတယ်ဒါမျိုးလေးတွေပေါ့အဲ့ဒါလေးတွေကိုတန်းတန်းမင်းမင်းနဲ့ကျွန်တော်တို့ကလှုပ်ပြရမယ်လှုပ်တော့ကိုယ်စလေတရားအနေနဲ့လှုပ်တော့ပဲတက်နေအောင်လည်းမပြီးဘူးခင်ဗျမြေပြင်မှာလဲခုနကတက်ဆိုင်အုပ်ချုပ်ရေးတက်ဆိုင်ရထွေအုပ်တို့ဟိုစီဘင်းတို့ပြည်သူရဲတပ်ဖွဲ့တို့ဒါမျိုးပေါ်နေမှနိုင်ငံရဲတပ်ဖွဲ့တို့ ਨੇ ပူးပေါင်းပြီးတော့လှုပ်ဆောင်ပေးနေရမှာလည်းဖြစ်ပါတယ်အဲ့တော့အမြဲတမ်းကကိုကတော့ပြန်လိုက်တယ်ထားပါတော့ကျွန်တော်တန်လင်းမှာပြန်ပြီးတော့ကျွန်တော်တန်လင်းမှာမနေဘဲနဲ့ကျွန်တော်က မင်္ဂလာတော့ပဲဖြစ်ဖြစ်သို့မဟုတ်ရင်ဘဟန်ပဲဖြစ်ဖြစ်နေတယ်ကိုမျိုးကိုမရောက်ဘူးဆိုရင်အဲ့ဒါအလွဲနေတယ်လို့တော့ကျွန်တော်ထင်ပါတယ်အဲ့တော့ဟိုကိုတကယ်ပြိုင်နေမြို့နေမှာလည်းအကျိုးရှိရလေးလုပ်ပြရမယ်လွတ်တော်ထဲမှာလည်းအကျိုးရှိတဲ့ဟာတွေတင်သွင်းနိုင်တဲ့ကိုယ်စားလှယ်တွေဖြစ်ရမယ်တင်သွင်းနိုင်တဲ့အရေးချင်းလည်းရှိရမယ်အဲပြီးတော့နောက်တစ်ချက်ကအဲ့ဒီလူကတကယ်ရောဒီကိုယ်စားလှယ်မတိုင်မီမှာရောသူကဒီလူလူအကျိုးပြုတဲ့လုပ်ငန်းသို့မဟုတ်သူ့ရဲ့ကိုယ်ပိုင်အရေးချင်းဘာရှိလဲဒါတွေကြည့်ဖို့လိုပါတယ်ဟိုအတူကိုယ်တိုင်မှမရှိဘဲနဲ့တော့ကျွန်တော်တို့ကဟိုမနိုင်ဝင်သွားထန်ခိုင်းလို့တော့မရအောင်အဲ့ကိုယ်စားလှယ်တယောက်ကအရေးချင်းရှိမှာ သူလုတ်ပေးနိုင်မှာအဲ့တော့အယူတစ်ခုကအခုချိန်မှာတခြားလေးယူမှကိုရတော့မှာပေါ့နော်ဒီ9နှစ်တာလုံးမှာအလုံးလုံးတဲ့ကိုယ်စားလေးရသွားရင်ဟိုဟိုနာနစ်နာတယ်ပေါ့နော်လွတ်တော်အတွက်လည်းနစ်နာနိုင်ငံအတွက်လည်းနစ်နာပါခင်ဗျဟုတ်ကဲ့ဖြည့်ရှင်းမှုအတွက်ကျေးဇူးတင်ပါတယ်ဒါရှင်းပြတာတော်တော်လေးပေါ့ဟိုအသေးစိတ်ကြပြီးတော့ဒါအားလုံးနားလည်နိုင်တဲ့အနေထားပေါ့အဲ့တော့ဟိုပေါ့ကျွန်တော်တို့ဘယ်လိုပဲပြောပြောခုနဆရာပြောတဲ့ထင်မှာလည်းပါတယ်ပေါ့လေအိမ်ကတော့ကျွန်တော်တို့ကပြန်ပြီးတော့ပျက်စီးမှုကိုပြန်ပြီးတော့ပြင်နေပြီပြင်နေပြီဆိုတော့ဘယ်လိုပဲပြောပြောအိမ်အမိုးတွေပါတယ်အကာတွေနဲ့သူ့ဟာသူဖြစ်လာတော့မယ်ဖြစ်လာတော့မယ်ဆိုရင် ျွန်တော်တို့ကအနာဂတ်ကိုတော့မျှော်မှန်းဖို့တင့်ပြီပေါ့အိမ်ဒီအမိုးကာလီပြည့်စုံသွားပြီဒါဆိုဘာဆက်လုပ်ကြမလဲပေါ့အဲ့တော့ဆရာအနေနဲ့ပါတီအနေနဲ့ရောဆရာရဲ့တူးချင်းအနေနဲ့ရောပေါ့အနာဂတ်အတွက်ပေါ့နိုင်ငံအတွက်မျှော်မှန်းချက်ဘာတွေရှိသလဲအဲ့ဒါတွေသိချင်ပါတယ်အဲနံပါတ်1ကကျွန်တော်အရေးကြီးဆုံးဖြစ်ချင်တာပေါ့နော်ကျွန်တော်ရဲ့စန္ဒာနံပါတ်1ငြိမ်းချမ်းမြန်ရသိချင်ပြီပြီးတော့အအရင်နှောင်းကကျွန်တော်တို့ဒီနိုင်ငံခြား investor တွေထွက်သွားတွေလည်းအများကြီးရှိတယ်စီးပွားရေးအပြည့်လည်းအလုပ်ကံရေးအဆင်ပြေအခုကျွန်တော်တို့ဆိုတီလောက်မှာရှိတယ် ထွက်သွားတဲ့ကုမ္ပဏီများတဲ့ကြောင့်အလုပ်လက်မဲ့တွေအများများတယ်။များတဲ့အတွက်ကြောင့်တချို့အထည်ချုပ်မှသွားပြီးလုပ်နေရတာမျိုးကိုယ့်ရဲ့ professional သွားမရှိတော့ဘူး။ဥပမာဖြင့်ကျွန်တော်ခီးသွားလုပ်ငန်းမှာလည်းကျွန်တော်လုပ်တယ်။ခီးသွားလုပ်ငန်းမှာရှိတဲ့တော်တော်များများလည်းခုခီးသွားလုပ်ငန်းဟိုအဝင်ရမရှိတော့ဘူးတလောက်ဖြစ်နေပါတော့။အဲ့တော့ကျန်တဲ့နေပယ်တွေကူးပြီးလုပ်နေရတယ်။အဲ့တော့ဖြစ်နိုင်တော့ကျွန်တော်အမြန်ဆုံးငင်းငင်းရချင်းနဲ့နမနေခုနကလိုတကယ်တိုင်းပြည်ငင်းငင်းမှလည်း investor တွေပြန်ခေါ်မယ်တိုင်းပြည်စီးပွားရေးတိုးတက်အောင်လည်းကျွန်တော်လုပ်စီချင်းတယ်ပြီးတော့အရေးကြီးဆုံးကကုလရေးစစ်မီးနဲ့ပတ်သက်ရင်လည်းမှန်မှလာမယ်ပေါ့နော်ငင်းငင်းရေးရှိမှပြီးတော့မီးလည်းမှန်မှ အာပြီးတော့စက်ရုံလေးုံနေအဲ့ဒါမှပြန်ခေါ်ပြီးတော့သူတို့ကိုကျွန်တော် welcome လုပ်ရမယ်။အဲဆိုခုနိုင်ငံကနေသူများရှိရောက်သွားတဲ့ investor တွေအများကြီးရှိတယ်။အဲ့ဒီစားကျွန်တော်တို့ကဒီလူတွေအကုန်လုံးကိုဟို exemption ပေးတာမျိုးတွေဒီအဲသူတို့အတွက်ကိုအခွင့်အမှုတွေပေါ့နော် tax နဲ့ပဲပတ်သက်တာပဲဖြစ်ဖြစ်အမြင်နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဒါမျိုးလေးညီနဲ့ပြန်ပြီးတော့စီးယုံပြီးတော့ခေါ်ဆောင်စေခြင်းပါတယ်။အရေးတစ်ခုကိုကျွန်တော်ပြန်ပြီးတော့လိုနေပြီပေါ့နော်။ဟုတ်ကဲ့။ covid ကာလပြီးမှတော့ကျွန်တော်တော်တော်လေးကိုစက်တဲလာတာလည်းဖြစ်ပါတယ်။ အဲ့တော့ဘယ်လိုပဲပြောပြောကျွန်တော်တို့ကအရေးတစ်ခုကတော့ရွေးဖို့ကတော့မဖြစ်မနေလိုအပ်သွားပြီပေါ့နော်အဲ့တော့လိုအပ်သွားပြီဆိုတော့ပေါ့လုံညုံကြီးရကျွန်တော်တို့ကတချို့အပိုင်းတွေမှာစိတ်မချတာတို့အဆင်မပြေတာတို့ဒါခံစားချက်တွေရှိကြတာပေါ့ဒါလူသားတွေဖြစ်တဲ့အတွက်ဒါကျွန်တော်တို့နားလည်ပြီးလို့ရတာပေါ့အဲ့တော့ဒီချိန်မှာပေါ့ရွေးကောက်ပွဲဝင်လိုက်တယ်ရွေးကောက်ပွဲဝင်ဖို့အတွက်လုံအောင်ဆုံးဖြတ်လိုက်ပြီလုံညုံကြီးရလည်းချိန်ချောက်မှုရှိတယ်ဒါပေမဲ့အဲ့ဒါတည်းပို့ပြီးတော့ရွေးကောက်ပွဲဝင်ဖို့အတွက်ဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်ကဘယ်ပေါ်မှာအခြေခံရလဲအဲ့ဒါလေးအဲဟုတ်ကဲ့ ျွန်တော်အစအစမိတ်ဆက်တုံးလားလဲပါတယ်ဗောနော်ကျွန်တော်ကအခုချိန်ဒီအပြည်သူပဲအဲ့တော့ကျွန်တော်တို့ဒီခုလက်ရှိဖြစ်နေတဲ့အခြေအနေကိုကျွန်တော်ဂျင်းနေလားဆိုတော့ကျွန်တော်မဂျင်းနေဘူးအဲ့တော့အဲကျွန်တော်တွန်းကျင်နေတွန်းကျင်တာဘာလို့တွန်းကျင်လဲဆိုတော့ငါတို့မြန်မာလူမျိုးမြန်မာငါတို့နိုင်ငံသားတိုင်းကဒီအခြေအနေနဲ့မထိုက်တန်ဘူးဒီချက်ပို့ပြီးတော့အဆင်ပြေပြီးနေတဲ့။အဲကျွန်တော်အခုလို့ဆိုပို့ပြီးတော့တေချာတော့တာနေရီရွာတွေကိုဆင်းတဲ့အချိန်မှာအာလုံးဝစားကြမရှိတာကလေးကို노တိုက်စရာမရှိတာဒါမျိုးပေါ့နော် အရန်ကြက်တဲနေတဲ့သူတွေကျွန်တော်တို့တွေ့တယ်တွေ့တော့ကျွန်တော်တို့ဒါဒီရှေ့မှာဥဆောင်တဲ့သူတွေကတွန်းမှာပဲရွေးတော့မယ်ငါတို့ကိုယ်တိုင်မှမတွန်းလို့ရှင်ဒီတိုင်းပဲဆက်ဖြစ်နေနိုင်နေဆိုတာကိုလည်းတွေးမိတယ်အဲကိုယ်တိုင်လည်းယုံကြည်ချက်ရှိတယ်ငါပို့ပြီးတော့ကောင်းအောင်တော့လုပ်နိုင်နေဆိုရဲခန်းစားချက်လည်းရှိပါတယ်အဲ့တော့အဲ့ဒါတော်တော်ကြောင့်မလို့ okay ကျွန်တော်ကုသလေတော့ဝင်ပြိုင်မယ်ရခဲ့ရင်လည်းတွန်းမယ်ပေါ့နော်ပြီးတော့ဘာလို့လဲဆိုရခဲ့မှတွန်းလို့ရမှာကျွန်တော်အပြင်မှာတော့လူမှုရေးအနေနဲ့လုပ်လို့ရပါမယ်လှတ်တော့ကုသလေတယောက်ရဲ့ အတန်အဲလွတ်တော်ကိုယ်စားလှယ်တယောက်ရဲ့ပါဝါကအများကြီးကြီးတယ်တာသွားတယ်အဲ့တော့တကယ်လုံးတဲ့လူတယောက်ကဝင်တွန်းလိုက်ရင်အများကြီးအရွေးဖြစ်သွားမယ်လေကျွန်တော်သိတယ်အဲ့ဒီထက်ဆိုကျွန်တော်ဝင်ပြိုင်တာပါအဓိကတော့ဟိုပြည်သူကျွန်တော်လည်းပြည်သူတယောက်ပဲသို့သောကျွန်တော်အရွေးဖြစ်မှရတာမယ်ကျွန်တော်အဆင်ပြေဖို့လိုနေပြီဒီတိုင်းနောက်ငါးနှစ်ကျွန်တော်တို့ဆက်မသွားနိုင်တော့ဘူးအောက်မြေပြင်မှာလည်းတကယ်လူလူထုကအဲတိုးတက်ဖို့လိုနေပြီဆိုတာလေးကိုကျွန်တော်တွေးလို့ပါ နော်အဲ့တော့လုံကြုံရေးနဲ့ခုနပြောတဲ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးရှင်လိုက်တဲ့ချိန်မှာတော့တိုင်းပြည်ဖွံ့ဖြိုးတိုးရေးတိုးတက်ရေးဟုတ်ပါတယ်ကျွန်တော်တို့အတွက်တော့အနေလေးများပါတယ်တချို့ကျွန်တော်တို့ရွာတွေထဲသွားတယ်ဆိုလို့ရှိရင်တော့ပြောပါတယ်ဟိုအဲ့လောက်ကြီးမစွန်းစားပါနဲ့ပေါ့နော်ဒါပေမဲ့ဟိုဟိုကျွန်တော်တို့ကတော့စိတ်သက်သာကိုကကောင်းအောင်လုပ်ပြီးခြင်းနဲ့စင်နဲ့ကိုလာတာလေကိုကပြီးတော့ခုနပြောသလိုပေါ့နော်အရေးတစ်ခုမှာ soft power နေနဲ့ကျွန်တော်ဝင်ပြီးတွန်းပေးတာပါအဲ့အတွက်ကြောင့်မလို့ဟိုတတိတော့ထားရတာပေါ့နော်ဒါပေမဲ့အနေရှိလာဆိုတော့ရှိတာတော့အမှန်ပါပဲဟုတ် တော့ခုတိလဲရွာရီမြပြင်တောက်လျှောက်ဆင်းနေပါတယ်ခင်ဗျဟုတ်ဟုတ်ကဲ့အဲ့တော့ဘယ်လိုပဲပြောပြော PPP ပါတီကနေပြီးတော့လာပြီးတော့ပါဝင်ဖြည့်ချပေးတဲ့ဦးစာနေတင်ဝေခေါ်အကောင်းမင်းခန့်ကိုကျွန်တော်အထူးပဲကျေးဇူးတင်ရှိပါတယ်အဲကျွန်တော်တို့ရဲ့ဆွေးနွေးမေးမြန်းခန်းလေးကိုတော့ဒီမှာပဲရနာဝင်ပြုပါခင်ဗျာကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်